စစ်တပ်ကကျွန်တော်နိုင်ငံကိုဘလို့စစ်ကြုံပြုခဲ့လဲအများစုကတော့အာနာသိမ်းပြီးစစ်ဖက်နှံအောက်မှာအုပ်ချုပ်တာလို့ပြောမှာပါအမားပါဒါပေမဲ့ဒါကပထမအဆင့်ပါစစ်ပေါ်ချုပ်တွေကတိတဲ့စနစ်ကျတဲ့ mechanism တစ်ခုနဲ့ပုံဖော်ယူလိရှိပါတယ်အခုလာမဲ့ရွေးကောက်ဘက်ကလည်းဒီပုံစံကိုအကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့63နှစ်အတွင်းမှာတတရအကြိမ်မြောက်စစ်တရဲ့အာထုံမှုဖြစ်ပါတယ်။ဆိုတော့တတရံမိနိုင်ငံနဲ့ပြည်သူတွေကိုစစ်ကြုံလို့ဖို့ထက်ကြံစီခြင်းလို့ပြောရမှာပါ။သူတို့ဘလုံးနီးတွေနဲ့စနစ်တကျကြံစီပြီးဘာတွေလုပ်ခဲ့ကြလဲလေ့လာကြည့်အောင်။တမိုင်းပညာရှင်ကြီးဒေါက်တာတန်းထွန်းကတမိုင်းသင်တယ်ဆိုတာ မအားဘူးလို့ဆိုပါတယ်ကျွန်တော်လည်းမအားဘူးတမိုင်းကို လေ့လာပြီး ကျွန်တော်တို့အလိန်ခံနေရတဲ့ပြစ်ဆုတ်ပိုင်နိုင်ငံကြီးပြဿနာတွေကိုသုံးသပ်အဖြေရှာကြည့်အောင်ပါ